ညဒီညဂိုးများတဲ့ပွဲတစ်ပွဲကိုကြည့်ကျင်လာလဘာပူးနိုင်တဲ့ပွဲကိုကြည့်ကျင်လာဒါဆိုရင်တော့ဒီညလဘာပူးနဲ့ PSG ပွဲကိုကြည့်လိုက်တော့ခမရဘလို့မှ PSG လဘာပူးကွင်းမှာလဘာပူးအနိုင်ကမ်းပြီးချန်ပီယံလိနောက်တစ်ဆင့်တက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဗျာလဘာပူးကဒီနှစ်ရည်ရန်ကိုကောင်းနေဗျာစောင်းရန်ကောင်းနေဗျာစောင်းရန်ကောင်းတာမှာဘလောက်ထိကောင်းလဲတိလားသူတို့အိမ်ကွင်းမှာစောင်းရန်ကောင်းတာပြိုင်ပွဲအားလုံးเนาะပြိုင်ပွဲစုံမှာရှုံးပွဲတစ်ပွဲပဲရှိရသူတို့အိမ်ကွင်းမှာเนาะအဲ့ဒါဘယ်မှာလဲတိလား Nottingham Forest ကိုရှောင်းထွားတာအိမ်ကွင်းမှာဒါလေးပဲရှိတယ်။အဲ့တပွဲလေးပဲရှိတယ်။အဲ့တော့ဒီလိုအိမ်ကွင်းကောင်းတဲ့ပွဲကြီးမှာဗျာ Champion League 16တင်ရှုံးတွဲအဆင့်ကြီးမှာ PSG က Liverpool ကိုအိမ်ကွင်းကောင်းတဲ့အတင်းမှာခင်ဗျာ Liverpool ကိုနိုင်ပြီးနောက်တစ်ဆင့်တက်ဖို့ဆိုတာအိမ်မက်တာတာတစ်ခုပဲဖြစ်နေမယ်။ခင်ဗျားတို့ကျွန်တော်ပြောတာကိုခင်ဗျားတို့မယုံလို့ရှင် Liverpool ကန်တဲ့ reset တွေကိုတွားကြည့်ကြည့်လိုက် လဘာဘူးကပြောမှမသူချန်ပီယံလိမှာအိမ်ကွင်းအားကြောက်စရာအကောင်းဆုံးအတင်းတွေမှာပါတယ်ဗျာရှင်းရှင်းပြောရင်တို့ရီယယ်မက်ဒရစ်ကိုတောင်ဒီယာတွေမှာတူးစည်းဆွဲရလနဲ့နိုင်ထားတာနော်ဒါအာနီစလိုရဲ့လက်ထက်မှာလဘာဘူးကပုံစံခေါင်းတွေပြနေရအဲ့တော့ပထမအကြောမှာတည်ရမလား PSG နူရမီပြုတ်ခဲ့ရတဲ့ဒါဘဝဗျာလဘာဘူးကဒါလဘာဘူးနိုင်သွားတယ်ဒါပေမဲ့ PSG လုံးတမန်ခံခဲ့ရတာဒီချိန်လေးပဲခွင့်ရအဲ့ဒီချိန်လေးနဲ့အနိုင်ရရှိသွားတာဗျာအဲ့တော့ လဘာဘူးအင်ဂွေးကြီးမှာအခုဒီပထမတကြော့ရလို့ဒီ PSG လုံးတမြောက်ခံနေရမဲ့ထဲမှာလဘာဘူးပါမလားမဖြစ်နိုင်ဘူးဗျာအင်ဂွင်းဗျာဒီကောင်ကြီးရဲ့အင်ဂွင်းပြိတ္တအာကြီးကကြောက်စရာကြီးဗျာပြောရမယ်ဆိုရင်ဘယ်လိုပြောမလဲအားပေးပုံအားပေးပုံကြီးကကြောက်စရာကြီးလဘာဘူးကအဲ့နေရာမှာဆောင်ရင်းကောင်းတာပြောမလို့ပြိတ္တရဲ့အားပေးမှုကြောင့်ကစားသမားတွေကရှင်းရှင်းပြောရရင်ဗျာကိုယ့်ကိုထောက်ခံအားပေးနေလို့ရှိတော့ဘာပဲဖြစ်ဖြစ်တည်ရမလားဘယ်သူမှကစားဝဲတဲ့ဝင်ကဲတဲ့ကစားသမားတည်ရမလားဟိုအားတက်ကြွလာတာဗျာပြောရမယ်ဆိုရင်ဟို ပောက်ကြီးရိုက်တောင်လှုပ်ဖို့တောင်စိတ်ကူးရှိမှမဟုတ်တော့ဘူးဟာတလောက်အားပေးညာပဲဆိုပြီးတော့စိတ်သက်တည်တက်ကြွလာတာဗျအဲ့လိုမျိုးလပဘူးပြိတက်တည်အားပေးတာအဲ့ကြောင့်လပဘူးအိမ်ကွင်းဖြစ်တဲ့ Amphia ဒါအတင်းတိုင်းအတွက်ကတော့တော်တော်ကြီးကိုအနိုင်ရဖို့မလွယ်တဲ့အထက်မှာပါတယ်ဗျအဲ့လောက်ကိုလပဘူးအိမ်ကွင်းကကောင်းတယ်အဲ့တော့လပဘူးပြိတက်တည်ရဲ့အားပေးမှုကြောင့်ကစားသမားတွေရအစားစိတ်သက်တက်ကြွလာပြီးတော့လုံးဝမဟိုဘယ်လိုပြောမမောတဲ့ဟိုဘယ်လိုပြောမလဲအမားမလုတဲ့ဘယ်လိုပြောတောက်လျှောက်တောက်လျှောက် တိုက်တာတိုက်တာဆိုတာခင်ဗျလပါဘူးအင်ကွင်းကတော်တော်ကောင်းတယ်အဲ့တော့ပထမကြော့ဝမ်းစီဖြစ်သွားပြီဝမ်းစီဖြစ်သွားပြီဆိုတော့ဒုတိယကြော့မှာ PSG ရောဂိုးမတွင်းနိုင်တော့ဘူးလားသူတို့နောက်ဆုံး၅ဝဲမှာ78ဂိုးထီတောင်တွင်းထားတာနော်တပွဲပြင်းပြပြန်တွက်လိုက်လို့ရှိရင်3ဂို4ဂိုးပြန်တွက်လို့ရတယ်ဗျာအဲ့လိုအင်းကလပါဘူးကိုပထမကြော့မှာ LSN ရန်ကောင်းသွားလို့မလို့ဂိုးမရခဲ့ရပဲရှိတယ်ပြည့်ကြည့်ကစားမှုကောင်းခဲ့အဲ့တော့တီချာရဲ့ဒီပွဲမှာဂိုးရမှာ အဲ့တော့ဂိုးရမှာဖြစ်တယ်လို့လပါဘူးကရောဒါ PSG နဲ့ဒါပထမအကြော်တော့ကလို့ညင်ငိမ့်လေးကံမှာမဟုတ်တော့ရှောက်တိုက်မှာပဲအဲ့တော့တေချာတယ်ဒီနှစ်တည်းကဂိုးကများကိုများမှာဗျာအဲ့တော့ PSG ခွဲမှာ Salah ကိုဒါ Mandy ရထိန်းနိုင်ခဲ့ပြီ Mendes ပေါ့နော် Mendes ကထိန်းနိုင်ခဲ့ပြီမဲ့ဒါအိမ်ခွင်းဖြစ်တဲ့ MP မှာတော့ Salah ကို Mendes ထိန်းနိုင်ဖို့ဆိုတာအရင်လွယ်ကူမနေဘူးဗျာရှင်းရှင်းလေးခင်ဗျအိမ်ခွင်းမှာခင်ဗျကိုမြောက်ပေးနေရဗျာတည်ရမလားပရိသတ်ဒီအားပေးနေရခင်ဗျကိုမတွင်းမနေနိုင်မဲ့နေမလားဗျာ ကျွန်တော်ငငယ်ရလို့ပေါ့ဗျာရံဖြစ်ဒီတိုင်းဆိုရင်ဖြစ်ချင်မှမဖြစ်ဘူးဗျာဒီရမလားနည်းပါမြောက်ပြလို့ရှင်ဟာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုခြားကြတာပဲဗျာဟုတ်တယ်မလားအဲ့လိုမျိုးပဲဗျာအော်ကို့ဒီရမလားမြောက်ပြနေလို့ရှိမှတော့စိတ်အားတက်ကြွလာပြီးတော့ရအောင်ဂိုးတွင်းမှာပဲကဲမှာပဲအဲ့တော့ PSG ကလည်းဂိုးရမှာပဲဗျာအဲ့တော့တေးချတဲ့လပါဘူးနောက်တစ်ဆင့်တက်လိမ့်မယ်ဒါပေမဲ့ twin goal ကြီးမြင်းမြင်းဆန်ဆန်နဲ့ကြည့်ရလိမ့်မယ် ကျွန်တော်ခင်ဗျားတို့အချက်လက်တွေတော့မပြောတော့ဘူးဗျာအချက်လက်တွေကခင်ဗျားတို့ဒီနီးပညာခေတ် AI ခေတ်ကြီးထဲမှာခင်ဗျား AI ကိုမေးမလားဒါမှမဟုတ်လို့ရှင်တခြား website တွေတော့ကြည့်မလားအကုန်ကြည့်လို့ရတယ်အဲ့တော့ရိုးရိုးရှင်းလေးပဲပြောမယ်ပထမတစ်ကြော့မှာအိမ်ခွေးမှာဟို1စီးဆွဲကြလက်နဲ့ပြီးတော့ပွဲဒုတိယကြော့လည်းအဲ့လိုဂိုးလေးနည်းနည်းလေးနဲ့ပြီးတော့မယ်ထင်လားပြီးတော့လီဗာပူးကွင်းဖြစ်တဲ့အတွက်ပို့ပြီးတော့ဆိုးဝင်မယ်လီဗာပူးကဒေဂျာဘော့ကိုတိုက်မှာခင်ဗျားလီဗာပူးကအများရန်ဖြိုဖြိုကြီးကစားတဲ့အတင်အနံ့ရပြီးရောကစားတဲ့အတင်မဟုတ်ဘူးကျွန်တော်အရင်တဘောဟိုဘယ်လိုပြောမန်စီးတီးပြင်တဘောကြတဲ့အတင်းဆိုလဲမမှားဘူးဗျာ ဘာလို့လဲဆိုတော့သူတို့ကဘယ်တော့မှပိတ်ဆော့ရတဲ့အတင်မဟုတ်လို့တောက်လျှောက်တိုက်ပဲတိုက်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 စစ်ပဲဆော့ဖြောပြေးဆန်ဆန်ဆော့လို့ဗျာအဲ့လိုမျိုးအဲ့တော့လဘာဘူးတင်းက PSG တင်းကိုအနိုင်ကန်လိုက်မယ်ဂိုးများလိုက်မယ်အဲ့တော့ this is MP ဆိုပြီးတော့ကျွန်တော်လဘာဘူးပရိသတ်တွေရဲ့အောင်ပွဲခံမှုနဲ့သူလဘာဘူးတင်းနောက်တစ်ဆင့်ကိုတက်ရောက်သွားပါလိမ့်မယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဗျာ